ိသားတို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အမိုက်စာရီကကိုမကြည့်ခင်ပါ channel ကို subscribe လုပ်ရသေးတယ်လူသေးလေးများရှိလားရှိရင် channel ကို subscribe လုပ်ပြီးတော့ဘေးနာခေါင်းလောက်နှိပ်ထားပေးပါဦးဒါမှနောက်ထပ်မိုက်စာရီကတွေတင်တဲ့အခါမှာတင်းတောင်ဆိုပြီးတော့တခါတိုင်းတန်းသိနိုင်မှာဖြစ်ပါတယ်ပြီးတော့ဒီနေ့ရုပ်ရှင် recap ကိုလည်း VPN လေးပွင့်ကြည့်ပေးခြင်းအပြင်ကျွန်တော်စီကိုချစ်တော်မြတ်တာများပို့လွှတ်နိုင်ပါကြောင်းလည်းသတင်းကောင်းပါပါစေ Okay ဒီနေ့မှာကတော့အားလုံးကို Dairy မျိုးကနေပြန်လဲပြီးတော့ဂျိုးဆူမှာပဲဖြစ်ပါတယ် Welcome to Dairy အပိုင်းနှစ်ပါခင်ဗျနန္ဒလေးချိန်ကြာသွားတာနားလည်ပြီးပါအခုတော့အမှန်ကန်တောက်ဆောက်တွေပြန်ဖြုတ်တော့မှာမလို့အာဘာရီယာနဲ့ကြီးရှုဖို့သာပြင်ထားကြပါတော့အဲ့တော့ဇလန်းဆိုင်ကဂျေလာနဲ့မြရှိက ID chapter 1 2နဲ့တဖေးဖေးနဲ့အချိတ်ဆက်မိလာဖြစ်ပြီးတော့တချို့နေရာလေးအတွက် fast day တွေကိုလည်းရေကရုပ်ရှင်တွေနဲ့အဆက်ဆက်လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့် let's go အပိုင်းနှစ်ကိုကျွန်တော်တို့စလိုက်ရအောင်ပါခင်ဗျာ အရှိကပိုင်းမှာတော့ဖီလစ်စူစီနဲ့ဒက်တီတို့၃ယောက်ရုပ်ရှင်ထဲမှာမကောင်းဆိုးဝါးကလေးလိုက်တက်လို့အကုန်တည်သွားခဲ့ရပါလိမ့်။အော်အဲ့တော့အနာတီးကျင်လဲဆိုအပိုင်းတည်ရင်သွားကြည့်ပါအောင်ကျွန်တော်တင်းနဲ့နှစ်ကြားမှာတော်တော်လေးအချိန်ကြာသွားတာဖြစ်တဲ့တော့တည်ရင်သွားကြည့်ပါပြီးမှနှစ်ပြန်လာကြည့်လို့ရပါတယ်အရှိပေါ့။အဲ့တော့ဒီအကြောင်းတွေကိုအသက်ရှင်ကြံရိပ်ခဲ့တဲ့ကောင်မလေးနှစ်ယောက်ထဲကတယောက်ဖြစ်တဲ့လီလီကအချိန်တစ်ပတ်ကြာသွားခဲ့တာတော့အိမ်မဆိုးတွေမတ်နေခဲ့တော့ပါရုပ်ရှင်အလုံးသမားလို့ရှေ့မှာပြောခဲ့တဲ့နီဂရိုမာလေးရဲ့အဖေဟန်ဂရိုဂန်အိမ်ရှေ့မှာရဲကားတစ်စီးက မလမ်းမကမ်းမှာရက်ရင်းနဲ့စောင့်ကြည့်နေခဲ့ပါလေ။အဲဒီခေအဲဒီခါကလူမျိုးရေးအသားအရောင်ခွဲခြားမှုတွေရှိနေတုံးဆိုတာကိုလည်းပြောခဲ့ပြီးပါပြီ။အဲ့တော့ထုံးစံနိုင်မဲ့ကိုလားဆွေတွေအားလုံးကဖီလစ်တို့ဒေသွားတဲ့ကိစ္စမှာဟန်ရဲ့ပယောကမကင်းဘူးလို့ထင်နေခဲ့ကြပြီးရဲကားထဲမှာထိုင်နေတဲ့ယာရှိနှစ်ယောက်ထဲကတယောက်ရဲ့သားကဖီလစ်ရဲ့အတန်းပေါ်တငယ်ချင်းရဲ့အဖေပဲဖြစ်ပါလေ။အလောင်းတွေကိုမတွေ့ရပဲသွေးတွေပဲတွေ့ကြရတာဗျာ။အဲ့ဒီကိစ္စဆရာဘလို့ထင်လဲလို့ရဲသားလေးကမေးတော့ငါဘလို့လို့သိမှလဲဟာ။ သူစားလိုက်တာလေဖြစ်ရင်ဖြစ်မှာပေါ့လို့ပြောပြီးတော့လောင်နေခဲ့ကြပါတယ်လူပြူကလေးတွေတည်သွားကြတာဖြစ်လေတော့သူတို့မိဘတွေတနာပါတယ်လို့ဂယုနာတတ်ဝင်နေခဲ့ကြပြီးတော့စောင်းကျင်နာမရှိတဲ့ကောင်ကွာလို့ကားထဲမှာထိုင်နေတဲ့အကုတို့များနေခဲ့ကြပါတယ်ဟန်ကအမေကတော့အိမ်ပြင်ကရဲကားတွေကိုလမ်းကြည့်ပြီးသူတို့ရှိနေကြတော့မဲသားလို့ဟန်ကိုပြောပြနေပါတယ်ဟန်ကအမေကလည်းသူတို့ကကျွန်တော်တန်တရားဝင်နေကြတာဘူးဗျာစောင်းကြည့်ကြပါစေကိုမှန်ဘာဖြစ်မလားလို့ပြန်ပြောနေပြီး မိုးမကန်ဆိုင်နဲ့အမေလုပ်တဲ့သူကတော့ကိုလားဆွေတွေဘာဖြစ်တယ်ညာဖြစ်တယ် ਨੇ တင်းနေခဲ့ပါလေအခင်းပြတဲ့ညကနေငါနဲ့ TV ကြည့်နေခဲ့တာလို့ပြောထားတော့မယုံသင်ငါဖြစ်နေကြတော့မဲ့လို့ပွားစီပွားစီနဲ့ပြောနေပြီနေမလုပ်တဲ့ကိစ္စကိုနင့်ကိုအပြစ်ဖို့နေကြတာစောက်တိတ်ပဲမရှိလိုက်တာဟဲ့လို့ပြောနေခဲ့ပါလေဘရိုနီကာကတော့အဖေနဲ့အဖွားတို့ပြောနေကြတော့ဘေးနားနဲ့ခိုးပြီးတော့နားထောင်နေပြီးတော့ဟန်ကအမေရဲ့စကားများလိုက်တာကလေးကပေါ်မှာအိတ်နဲ့တိုးတိုးနေစမ်းပါဗျာလို့ပြောနေခဲ့ပါလေအဲဒီခါအမေဖြစ်သူက အေးနင်းသမီးကိုနောက်ဘက်ကျောင်းလှုပ်တော့လို့ပြောလိုက်ပြီဟန်ကအာမေကလည်းမျိုးထဲမှာကလေးတွေပျောက်နေကျွန်တော်လည်းဖမ်းခံမှုနီးနေတဲ့ဟောင်းတမျိုးလုံးနဲ့ကျွန်တော်တို့မျက်စိတောက်ထောက်ပြီးရှိုးနေကြတာဒီအချိန်သမီးကိုကျောင်းလှုပ်လိုက်အကုန်ပို့ဆိုးကုန်ပါဖို့လို့ပြန်ပြောလိုက်ပါလေအချင်းဘရိုနီကာရဲ့ကိုမြင်လိုက်တာကြောင့်ဟန်ကသမီးခိုးနားထောင်နေရလားထွက်ခဲ့ထွက်ခဲ့လို့လမ်းပြီးတော့ခေါ်တာကြောင့်ဘရိုနီကာလည်းထွက်လာလိုက်ပါလေသူကအဖေပြသူဟန်ကိုစိတ်ပူနေတာဖြစ်ပြီးတော့ဖေ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 လည်းဘာမှမလုပ်ဘဲနဲ့ရဲတွေကဖမ်းသွားတော့မှလာရင်လို့မေးလိုက်တဲ့အခါ ဟန်ငေါ်ဖွာလို့တဲ့သူရောကဟာဖေတို့ဒီတိုင်းရှောက်ပြောနေရပါကွာဘာဖြစ်ပါဦးလို့ပဲနှစ်သိမ့်ပေးလိုက်ပါလိမျိုးထဲမှာအိမ်သေးလေးငားပြီးတော့အပြင်ဘက်ထွက်ကော်ဖီလေးတောက်သတင်းစာဖတ်နေတဲ့ဟန်လွန်းစီကိုအိမ်စည်းကားအဖြူစိမ်းစက်ကြားလေးကရောက်ချလာခဲ့ပါလိကားလေးကထွက်လာတာကတော့လီရိုင်ဟန်လွန်းရဲ့တားဖြစ်သူဝီနဲ့ဇနီးရှားလို့တို့ပဲဖြစ်ပါလိရှေ့ပိုင်းမှာပြောဖို့တစ်ချက်မိသွားတာလီရိုင်ဟန်လွန်းဆိုတာ ID chapter 1ဆက်စခြင်းတားတဲ့ယုံဇဝင်ကမ်းမှာမြည်ဖြစ်တဲ့မိုက်ကိုတတ်တိရှိအောင်တင်ပေးခဲ့တဲ့အဖိုးပဲဖြစ်ပါလိ အခုလီဘရန်အသားဖြစ်တဲ့ဝီကတော့တစ်ချိန်ကြာရင်ဒါသက်ယုံမတော်ဆမှုကြောင့်မီးတဲ့ပါပြီးတော့ဇုံသွားမဲ့မိုက်ရဲ့အဖေပဲဖြစ်ပါလေအမျိုးတော်ကြတယ်ဗောဗျာအဲ့တော့ဇလန်ကိုဆက်သွားမယ်ဆိုရင်တော့ဖြင့်ဟန်လုံးရဲ့မိမတဲ့ကလေးတို့ကဒယ်ရီမျိုးအခုမှပြောင်းလာတာဖြစ်ပြီးဝီကသူ့ရဲ့ခန်းကိုကြည့်ဖို့တော့ထွက်သွားခဲ့ပါလေနောက်တော့ဟန်လုံးကမိမဘလို့လဲကြားရလားအိမ်ကအလန်းတော့ကျဲလဲကျဲတယ်ဘဝင်းညာလည်းစိတ်ငြိမ်နေအမိုက်စားပဲမို့လားလို့ပြောနေပြီးတော့ဟုတ်ပါတယ်ရှင်ဟုတ်ပါတယ်လို့ရှားလောက်ကပြန်ပြီးတော့ထောက်ခံပြောလိုက်ပါတယ် အိမ်ရှေ့ပြတ်သွားတဲ့ဒေါ်ကြီးတယောက်ကိုမြင်တဲ့အခါရှာလောကမင်္ဂလာနံနက်ခင်းပါလို့နှုတ်ဆက်လိုက်ပြီမဲ့အတော်ကြီးကတော့မတရီတဲ့အကြီးတစ်ချက်ပဲကြည့်ပြီးတော့အေးအေးလို့ပဲပြောသွားခဲ့ပါလေဝီကတော့အပေါ်တက်သူ့ခန်းအောင်သွားကြည့်နေပြီးတော့အဲထဲမှာသူလိုချင်နေတဲ့တယ်လီစကုပ်တစ်ခုကိုတွေးလိုက်တာကြောင့်ပြောသွားခဲ့ပါလေဟန်လုံတို့လည်းပေါ်တက်ကိုတက်လာပြီးတော့အဖေဆိုင်မှာအဟောင်းစင်းနဲ့တွေးလို့မလာတာဘလို့လဲသားကြိုက်လားလို့မေးတဲ့အခါဝီကအာသားလိုချင်တာနဲ့ကွက်တီပဲဖေဟာသားသားလိုချင်နေမှဘလို့လို့သိတာတော့လို့ပြန်မေးလိုက်ပါလေ ဘာလဲကွာကိုသားအကြောင်းကိုမသိဘူးထင်နေလို့လားငါမေးုံပွေးထားတာပါကွာလို့ဟန်လုံကပြန်ဆနေပြီညမမကြီးလို့ကောင်းတာနေကင်းမဆိုရင်ကန်းသွားလိုက်မယ်လို့ပြောလိုက်ပါလေအလုံးနဲ့ထုပ်ပိုးတွေပြန်စီပြီးတော့အိယာဝင်းကျင်ကိုရောက်တော့မိမဖေးသူကိုဆောင်းရင်းနဲ့လုံခဲ့တဲ့တပတ်ကတက်စကန်နဲ့ထိလာပြီးတော့ပေါ်တင်ရမ်းသွားတဲ့မျက်နှာဖုံးကောင်းလေးစီကဖိုင်တွေကိုကြည့်နေခဲ့ပါလေရှာလော့တဲဝင်လာတဲ့ကဟန်လုံကငါ့ကိုတယ်လီစကုပ်ဝယ်ဖို့ကြံပေးတာကျေးဇူးပါပဲကွာတအားဘာလဲဆောင်ပေးရမှမသိဖြစ်နေတာလို့ပြောလိုက်ပါလေ ရှာလော့ကတော့ရှင်ကဘေ့စ်ဘောတွေပါပဲဝယ်ပေးနေရလေ။ကျမရှင်တို့သားပါနေအောင်ကောင်းစီကျင်လို့ပါလို့ပြောလိုက်ပြီးနေအောင်သားကရင်မမပြုတ်ပြုတ်တွေဘုတ်ဘုတ်တွေជីជីနူးနူးတစ်တီတူးလေးပြောရင်းနဲ့အဲ့ရဝင်ခဲ့ကြပါတော့လေ။နောက်နေ့မနေ့ရောက်တဲ့ခါမှာတော့အဝါရောင်ចောင်းကားကြီးတွေကနေဆင်းလာတဲ့လီလီရဲ့မှန်ချောင်းတငယ်ချင်းမတ်စ်ကို တွေ့ကြရမှာပါ။သူမမလာတဲ့စပင်းကိုမရမကပြန်ပြေးပြီးတော့သူ့ကိုနည်းနည်းမှဂယုမဆိုင်တဲ့ပက်တီကိတ်ဆိုတဲ့ဂူကစ်ကောင်မလေးတစ်တိုက်နဲ့သွားပြီးတော့ရောနေခဲ့ပါလေ။ပက်တီကိတ်ကကောင်မလေးတစ်ယောက်ကို နေမသူကြိုက်နေဆိုတာငါ့ကိုပြောပြပါဟဲ့တကယ်ချင်းနေပဲကိုမကြည်ပါဘူးလို့ပြောတဲ့အခါကောင်မလေးကမကြည်ဘူးလို့ကြိမ်ပြလို့ပြောလိုက်တာကြောင့်ရင်သေးပါသေးဟဲ့လို့ကြိမ်ပြလိုက်ပါလေနောက်တော့ပြောပြလိုက်တဲ့အခါမကြည်ပါဘူးဆိုရင်ဟာမလေးလည်းဥတက်အောင်ရည်တင်ခဲ့ကြပြီးမက်ချ်ကလည်းဝင်ရောကျင်တာကြောင့်သူပါဝင်ပြီးတော့လှောင်လိုက်ပါလေနောက်တော့ဘရိုနီကာစပိန်လေးတစ်စီးနဲ့အเจ้าကိုရောက်လာပြီးတော့တကြောင်လုံးဝဟန်ကိုလူသားသမားလို့ထင်နေခဲ့ကြတာကြောင့်လူသားသမားရဲ့တမီးအเจ้าလာနေပြီဆိုတဲ့အကြည့်နေနဲ့ဝိုင်းပြီးတော့ကြည်နေကြပါလေမက်ချ်ကလည်းအောင်သိမ့်မရှိပေမဲ့လီလီကအ ဘရော်နီကာကိုစကားသွားပြောတဲ့အခါစိတ်မကောင်းဖြစ်သွားခဲ့ပါလေ။ကြောင်းတက်ချင်ရောက်တဲ့အခါကြောင်းလေဗီကစုံမသွားတဲ့ဖီလစ်တို့၃ယောက်အတွက်အမတ်တရားအနေနဲ့ကြောင်းကန်တင်းမှာခါတိုင်းပေါ်ပွဲပွဲတွေမဟုတ်ဘဲနဲ့အမဲသားနဲ့အာလူတောင်းကျွေးမယ်လို့ကြေညာနေခဲ့ပါလေ။လီလီဘေးနားမှာထိုင်တဲ့မတ်စ်ကလီလီကိုအဆင်ပြေလားလို့မေးနေပြီးလီလီကလည်းအဆင်ပြေပါတယ်လို့ပဲပြန်ပြောလိုက်ပါလေ။ကြောင်းတက်ခေါင်းလောင်းထိုးသွားတဲ့အခါမှာဆီယမအစောင်းတွေထုတ်ဖို့ပြောလိုက်ပြီးတော့မတ်စ်ကဟမ်မဆောင်နိုင်တော့ပဲနေဘရိုနီကာနဲ့စကားပြောတော့ငာမြင်လိုက်တယ်လီလီ။ ပက်ဒီဂိတ်တို့အဖွဲ့ကနေသူနဲ့စကားပြောနေမှကြိုက်ကြဘူးလို့ပြောလိုက်ပါတယ်။ငေါင်းနဲ့ဒီနေ့နေ့လယ်ထမင်းတူလူလာစားလို့ခေါ်လိုက်တဲ့အခါလီလီကဟဲ့ဖီလစ်တက်ဒီစုဒီအကုန်သေးပြီ။ငါနေ့ဆောက်ပက်ဒီဂိတ်ကိုအာယုံမရှိဘူးလို့ပြောလိုက်ပါတော့တယ်။ဆီယမားဒီနေ့တင်သွားမယ့်စားကားတော့အစာအာဟာရသင်းနေမြတောင်းစားနီးပဲဖြစ်ပါတယ်။တန်းစားတဲ့ချိန်မှာဝီကခန်းထဲကိုရောက်လာပြီးတော့ဆီယမားခမရဒါမေးစစ်ဒေါက်ကလည်းတန်းလာမသိဘူးလို့မေးလိုက်ပါတယ်။ဆီယမားပထမဆုံးနေ့မှာနောက်ကျတဲ့ဝီကိုတင်းသွားပြီးတော့ အချင်းဆိုတော့နားလေလားလို့ရွေးမေးလိုက်တဲ့အခါအမ်အချင်းဆိုတာရက်ွက်တဲ့တေယုတ်ကြီးလားဗျလို့မမေးပါဘူးအမ်အိုင်းစတိုင်ရဲ့နိုင်ရသီအိုရီကိုပြောတာလားဗျလို့ပြန်ပြီးတော့ဖြေတာကြောင့်ဘာမတတ်နိုင်တော့တဲ့ဆရာမလည်းသွားထိုင်တော့လို့ပြောလိုက်ပါလေဝီကထိုင်ကုန်မှာသွားထိုင်တဲ့အခါနိုင်ကျင်းတဲ့ကောင်လေးကထိုင်ကုန်ဖယ်ပစ်လိုက်တာကြောင့်ချော်လဲသွားပြီးတရန်လုံးကလည်းတာဝန်ကြီးပုံသွားနဲ့ဝိုင်းပြီးတော့လောင်ခဲ့ကြပါလေအောက်ကျသွားတဲ့ဝီရဲ့ခဲတံတွေကိုကောင်လေးတယောက်ကကောက်ပေးပြီးဘောမင်လေးကမိုက်သားပဲကွာလို့အားပေးစကားပြောလိုက်ပါလေတစ်ချိန်တည်းမှာပဲလီဒါစကန်မှာ ဟန်လွန်တယောက်ဖူလာအမိတ်နဲ့ရုံးခန်းကိုရောက်လာခဲ့ပါတယ်။ဟန်လွန်ရောက်သွားတဲ့တပြိုင်တည်းရုံးခန်းထဲကနေမာစတာဆိုတဲ့တပ်သားတယောက်ထွက်လာပြီးတော့ဟန်လွန်ကိုမချေမငံနဲ့တစ်ချက်ရိုးသွားခဲ့ပါတယ်။အလွန်နဲ့ဟန်လွန်လည်းရုံးခန်းထဲကိုဝင်သွားလိုက်ပြီးဘိုးချုပ်ဖူလာမင်းရဲ့ခန်းထဲကဝင်ပြီးတော့ရမ်းသွားတဲ့ကောင်တွေကိုသိရပြီမေးကြ။ခုနမင်းကိုဘူးကြီးကြည့်သွားတဲ့မာစတာဆိုတာပဲလို့ပြောပြလိုက်ပါတယ်။ဆိုဗီယက်ကကောင်လည်းမဟုတ်ရန်သူလည်းမဟုတ်ပါပဲနဲ့တရတ်သေးသားတစ်ခွက်သေးစားနေကြတဲ့အထဲကလည်းအယောင်မတူလို့ထားပေါက်တဲ့ပေါက်လို့ပဲစားလိုက်ပဲလို့ဖူလာကပြောနေပြီး တခြားနှစ်ယောက်ကိုတော့မသိရသေးဘူးလို့ပြောလိုက်ပါလေဗိုလ်ချုပ်ဖူလာကဟန်လွဲ့နဲ့နာမှုအတွက်တရားမျှတမှုကြောင့်လှုပ်ပေးမှာဖြစ်လို့စိတ်မပူပါနဲ့လို့ပြောလိုက်ပြီးတော့ပြန်လှုပ်လိုက်ပါလေဟန်လုံကထားထွက်သွားတဲ့အခါပောက်ဝရောက်မှပြန်လှည့်ပြီးတော့ကျွန်တော်ခန်းထဲမှာသူတို့ကြားကြံနေခဲ့တဲ့တနက်က macro mb မဟုတ်လားလို့ဖူလာကိုမေးလိုက်ပါလေဒါတော့ဖူလာလည်းဘယ်ဆိုးလို့လဲမျက်စိလင်းသားပဲဟုတ်တယ်မေးကြ macro mb soviet ထုတ်ပါလို့ပြောလိုက်ပြီးတော့ဘာလို့မလုပ်လဲလို့မေးတဲ့အခါဟန်လုံကဘာမှမလုပ်ပါဘူးဆရာဒီကိစ္စတွေကိုတစ်ချိန်ချင်းကျွန်တော်မြည်တွေကိုပြန်ပြောပြလို့ရှိရင်အသေးစိတ်လေး ထည့်ပြီးတော့ပြောပြခြင်းလို့ပါလို့ပြောလိုက်ပါတယ်။ရှာလော့တယောက်ယောက်ျားအလုသွားကလေးရအကြောင်းတန်းနေမလို့တယောက်တည်းဈေးဝယ်ထွက်လာခဲ့ပါတယ်။မျိုးထဲမှာ90ရာခိုင်နှုန်းသောလူတွေကလူပြူတွေပဲဖြစ်တာမလို့ရှာလော့တယောက်အစင်မပြေဖြစ်နေရပြီး ID ဇာတ်ကားလို့ပြောလိုက်ရင်ချက်ချင်းသတိရစေတဲ့ဘောပန်ရုပ်ထုကြီးကအခုမှဆောက်လုပ်ဆဲပဲရှိနေပါသေးတယ်။အသားဆိုင်တဲ့အသားဝယ်ဖို့ဝင်လာတဲ့ဈေးဝယ်တော်ကြီးကရှာလော့ကိုမြင်သွားပြီးရုပ်ထုကိုပြောတာလို့လူကိုပြောတာလို့နဲ့ဒီမျိုးကလူတွေဘယ်သူမှအားတော့သဘောမကျကြဘူးလို့ပြောလိုက်ပါတယ်။ နောက်တော့အတော်ကြီးထွက်သွားပြီးရှာလော့တယောက်ပေါင်သားသုံးအောင်စာပေးပါဦးလေးရဲ့လို့မှာလိုက်ပါလေအသားဆိုင်ပန်ရှင်ဦးလေးကမင်းကဒီမြို့မှာနေတော့မှာလားလို့မေးလိုက်တဲ့အခါဟုတ်ပါတယ်ဦးလေးလို့ပြန်ဖြေလိုက်တာကြောင့်ဦးလေးကအဲ့တဘောနဲ့မေးတာမဟုတ်ပါဘူးသမီးရဲ့မျက်နှာစိမ့်တွေကြောက်လေရင်းနှီးအောင်လှုပ်ရတာဦးလိုဈေးတယ်ရဲ့အလုပ်ပဲမလားလို့ပြန်ပြီးတော့ပြောပြလိုက်ပါလေစကားကောင်းပြောနေကြတဲ့အချိန်ပြင်ဘက်ကလမ်းမပေါ်မှာကောင်လေးတယောက်ကိုဘူလီတတိုင်းအနိုင်ကျင့်နေကြတာကိုတွေ့လိုက်ရပါလေဘာလို့ဘယ်သူမှဝင်မတားကြတာလဲလို့ရှာလော့ကပြောတဲ့အခါဩကလေးချင်းပြဿနာတော့ လူကြီးတွေဝင်ပါလို့မကောင်းဘူးလေသမီးရဲ့လို့ဆိုင်းရှိဦးလေးကပြောလိုက်ပြီးမနေနိုင်တော့တဲ့ရှာလော့တယောက်ကတော့လမ်းမဘော်ဒီထွက်ပြီးတော့တားလိုက်ပါလေဒါမဲ့ဘူလီကောင်တွေကတော့လူကြီးဟာပြန်ပြီးတော့ဘူလီတွေရောဘီလူတွေရောလှုပ်ချင်နေကြပြီးအနိုင်ချင်းခံရတဲ့ကောင်လေးလည်းထွက်ပြေးသွားတာကြောင့်နောက်ကနေပြေးလိုက်သွားခဲ့ကြပါလေလူကြီးပြည်သက်သက်ဝင်တားပြေးလိုက်တဲ့ရှာလော့မျိုးရေရသူတွေကမတရီတဲ့ကြီးတွေနဲ့ဝိုင်းကြည့်နေခဲ့ကြပြန်ပါလေညသာစားနေရောက်တဲ့ခါမှာတော့ဝက်ပောင်ကင်ဆိုင်နဲ့ရှာလော့ကသူမကြုံခဲ့ရတာတွေကိုဖောက်တယ်ချနေပြီးတော့ ဝီကိုအရက်တွေကောက်တိုင်းနေပါတယ်သူတို့ကြီးတွေမြင်ယူခါသွားမယ်တလားအမဲဖြတ်ဖို့လုံနေတဲ့ခွေးယူးတွေလို့မျက်လုံးတွေလဲလို့တတော်တော်ပြောနေပြီကျွန်မအဲ့ဒီဆောက်ကလေးတွေမိပါတယ်ထီတော့လိုက်ဖို့ကြံနေတာလို့ပြောပြလိုက်ပါတယ်ဝီကတော့ရှက်စရာအိမေရဲ့မလုပ်ပါနဲ့လို့ပြောနေပြီရှာလော့ကနေရောကြောင်းမှာအနိုင်ချင်းခံခဲ့ရတယ်မလားလို့မေးလိုက်ပါတယ်အဲ့ကဟန်လုံကမိမရဲ့တော်ပါပြီကလေးကိုလွတ်ထားလိုက်ပါလို့ဝင်တားလိုက်ပြီးရှမ်းကျွန်မကိုမိန်လာပေးနေရလားလို့ဖြေလိုက်ပါတယ်ဝီကရမဖြစ်ကြပါနဲ့မေရိုးရဲ့တော်ပါတော့လို့ပြောပြီးတော့ ဗမာရန်ပြည့်လို့လေဒီလိုပဲပြောနေကြပဲလေလို့တန်ဆောင်လူပြောလိုက်ကြပြီးဝီလဲစိတ်ညစ်တာနဲ့အပေါ်တက်သွားခဲ့လိုက်ပါတော့လေဟန်လုံးလုံးလေးများနှောင်စကားများနေခဲ့ကြသူတစ်ဖက်ကဟန်တို့စီမားလဲသားမီးနှောင်ညာကြီးချိန်မတော်စကားများနေခဲ့ကြပါလေဘရိုနီကာကတော့စကားများနေကြတဲ့အတန်းတွေကိုခန်းထဲကနေကြားနေရပြီးစောင်းကောင်းပြီးချုပ်ပြီးတော့အိတ်ဖို့အတွက်စူးစမ်းနေခဲ့ပါလေဒါမဲ့ဆောင်းကြီးကလှုပ်လာတော့ဖယ်ဖို့လှုပ်တဲ့အခါဖယ်ရင်ဖယ်နဲ့ဖယ်မရတော့ပဲတပိမိနဲ့ဆောင်းဖြူတထေကနေတည်ရဲနေတဲ့အရေးပြားကြီးဖြစ်ကိုပြောင်းလဲလို့သွားခဲ့တော့တာပါ ဘရော်နီကလည်းလမ်းပြန်လာကြောင်းတွန်းဖယ်နေမဲ့ရေပြားကြီးကချွဲကြီးတွေဖြစ်လာပြီးတရေအိမ်ထဲကအေးဒီပါတက်လာကြောင်းရေမုန်းလာတဲ့ဘရော်နီကကအေးပြားကြီးကိုအတင်းထိုးပေါက်ပစ်လိုက်ပါတယ်ရေပြားကြီးစီကနေဖောက်ထွက်လာဘရော်နီကရဲ့ကိုမမွေးကင်းစားကလေးတွေလိုညစ်ပိန်နေသလိုအညစ်ကြေးတွေနဲ့ပြေးနေပြီးဒေချာကြည့်လိုက်တော့မှသူမဖောက်ထွက်လာတာရေပြားတစ်ခုစီကနေမဟုတ်ပဲသူမရဲ့စုံသွားပြီဖြစ်တဲ့အမေရဲ့ဗိုက်ထဲကနေဆိုတာကိုသိလိုက်ရပါတော့တယ်တကယ်တော့ဘရော်နီကရဲ့မိကဘရော်နီကကိုမွေးရင်မိရင်းထဲမှာဆုံးပါသွားခဲ့တာဖြစ်ပြီးတော့ အမေဖြစ်သူကနေငါးကိုတည်းကနေဖောက်ထွက်လာခဲ့တာနေငါ့ကိုတတ်တာနေပါလို့သူလှုပ်ရတာလေးလို့ပြောနေနေဖေဟိုလူတွေတတ်ကြတော့မှနေသိလားလို့ပြောလိုက်ပါလေတပေးနဲ့မျက်နှာကြီးကကြောက်စရာကောင်းလာပြီးတော့ဘရိုနီကာလည်းထွက်ပြေးမယ်လှုပ်ပြီးမယ်သူမရဲ့ဘိုက်နဲ့အမေဖြစ်သူရဲ့ဘိုက်ကချက်တိုးတန်းလိုင်းဖြစ်နေပြီးတရေမျက်နှာကြီးနဲ့အမေဖြစ်သူကလာဆန်းငါဖတ်ထားမယ်လို့ပြောနေဆွဲခေါ်နေပါတော့တယ်ဘိုက်ကြီးမှလည်းမကောင်းဆိုးကဗဇတ်ကြီးတစ်ခုရှိနေပြီးတော့မြင်ရတဲ့မြင်ဝင်းကတော်တော်လေးကိုကြည့်ရတာအဆင်မပြေပါဘူးပေါ်တာတော့ ဘရိုနီကလည်းယုံပြီးရင်ယုံအမေပြေးသူကလည်းဆွဲပြီးရင်ဆွဲနဲ့နောက်ကျတော့ချက်ကျိုးယူဆွဲဖျက်ပြစ်လိုက်တာကြောင့်လွတ်ထွက်သွားခဲ့ပါလေအဲဒီကသရေဖြစ်နေတဲ့အမေကြီးကជីစံနေပါလုံးလိုက်လေလို့ဆိုတော့ကိုအတန်အကြီးနဲ့ပြောရင်းနဲ့ဘိုင်မာအပေါက်ကြီးနဲ့ကုံယုံထကတပ်ဖို့လုပ်တဲ့အခါမှာတော့ဟန်ကဝင်လာပြီးတော့တမီးဘာဖြစ်နေလဲရောင်နေရလားလို့ပြောကပွေးဖက်ပေးထားလိုက်ပါလေတေအမကြီးကတော့မရှိတော့ပါဘူးမျိုးရင်းကဘာတစ်ခုမှလူမဲလေတဲ့အရာရှိတွေတခွတ်တဖလားကင်နဲ့တော်ခီဖုံနေခဲ့ကြပါလေ အရှိမဟန်လုံတို့လာကြုံတုန်းကတွေ့ကြရတဲ့ driver လို့ထင်ရတဲ့လူလဲအပါဝင်ဖြစ်ပြီးဘေးကလူတွေကတော့သူ့ရဲ့အပေါင်းပါတွေဖြစ်ပါလိမ့်မယ်။အဲ့လူရဲ့နာမည်ကတော့ဟန်လုံရန်ပါ။အဲ့ဒါလေးချက်မှတ်ထားပြီးပါ driver မဟုတ်ပါဘူး။သူတို့တော့ကဟန်လုံကိုလာရမ်းသွားတဲ့လူတွေကိုတက်ထဲမှာဆစ်ဆင်းမင်းများနေကြတဲ့အကြောင်းတွေကိုပြောနေပြီးတော့ငါတို့တနားရီလောက်လာကြက်နေတာဟျောင်းကြီးလို့တယောက်ချင်းဖောက်တယ်ချနေခဲ့ကြပါလိမ့်။သူတို့ကတယောက်ကဟျောင်းဟဲလိုရန်မင်းတို့တို့တွေဘာမေးကြအောင်လို့လှုပ်ပါအောင်ပြောပါအောင်လို့မေးတဲ့အခါငါတို့ဘာမမေးပါဘူးလို့ပဲပြန်ဖြေလိုက်ပါလိမ့်။ရက်ဂျီဆွဲတယောက်က ဒါဆိုရင်မင်းရဲ့မှာတဏီကုံဘာလုပ်နေရလဲလို့မေးလိုက်တော့ပြောလို့မရဘူးငါကောင်စူပါလျှို့ဝဲအထူးစစ်စင်လုပ်နေတာလို့ပြောပြလိုက်ပါတယ်။နှကောင်သားတော့ဟယ်လိုရန်တယောက်ခါတိုင်းလိုပဲထားပေါက်နေလို့ထင်သွားပြီးတော့အဲ့ကိစ္စကိုရီမမောနဲ့မေးပြပြပဲထားလိုက်ကြပါတော့တယ်။အဲ့ချိန်ဆိုင်ထဲကိုရဲမှုတယောက်ဝင်လာပြီးတော့အရက်ခွက်မာတော့လိုက်တဲ့ချင်းဘေးဝိုင်းမှာဂျူတွုံးနေတဲ့ဒန်ဆိုတဲ့လူနဲ့ကောင်းစီဝင်လူကြီးတယောက်ရောက်လာပြီးတော့ဟိုဟန်းဆိုတဲ့ဆောင်းနေကရိုးဖမ်းလိုက်ပြီလားလို့လာပြီးတော့မေးခဲ့ကြပါတယ်။ရဲမှုကြီးကစုံစမ်းနေတော့ပဲတတ်သိမရှိတော့ဘာမှလုပ်လို့မရဘူး။ သူ့မှာအလီပိုင်းရှိနေလို့ပြောပြလိုက်ပါတယ်။စုံနောက်ကားကြီးကြည့်နေပြီးတော့အလီပိုင်းဆိုတာဘာလဲမသိတဲ့သူတွေအတွက်တစ်ချက်ရှင်းပြပေးရမယ်ဆိုရင်တော့ဖြင့်အလီပိုင်းဆိုတာအပိုင်းလီပါမဟုတ်ပါဘူးနောက်တာပါ။အလီပိုင်းဆိုတာလူတယောက်ကအခင်းဖြစ်တဲ့နေရာမှာရှိမနေဘူး။တခြားတနေရာမှာတစ်ခုခုလုံနေဆိုတာကိုတတ်သိပြနေနိုင်တာကိုပြောတာပါ။ဒီကိစ္စမှာဆိုရင်တော့ဟန်ကသူ့အမိနဲ့ TV ကြည့်နေပေါ့လေ။အဲ့တော့ဆက်သွားမယ်ဆိုရင်ကောင်းစီဝင်လူကြီးကကိုလိုကိုလိုရဲမှုစင်းကြီးလေးလာပေးမနေနဲ့။ဖမ်းတော့ဖမ်းမလိုက်တောင်းမကြည့်တော့ နောက်နေ့ရွေးကောက်ပွဲမှာခင်ဗျာဘုံပြောက်သွားလှုပ်လိုက်မှာနော်လို့ပြောရင်းနဲ့ထွက်သွားခဲ့ကြပါတော့တယ်။ဘာရဲမှာကင်းနေဝူဝဲအော်နေကြတဲ့လေတပ်ဘူ၃အောက်ကိုဘားပိုင်ရှင်ကသီးမခံနိုင်တော့တာကြောင့်ငါတင်းနေပြီနော်လို့ထားလာပေးတဲ့ခါဟယ်လိုရန်တို့လည်းအသာလေးလစ်ထွက်လာခဲ့လိုက်ကြပါတယ်။ညာဘက်ကြီးတပ်ဖြင့်ခိုးထွက်နေတဲ့သူတို့၃အောက်ကိုမြင်တဲ့အခါစကန်လုံးဂျုံကြီးကမဝင်ခိုင်းတော့ပဲအထူးခွင့်ပြုချက်မပိုင်မဝင်ရဘူး။မင်းတို့ပလက်ဖောင်းခေါင်းရမယ်လို့ကတ်တီတီနဲ့ဖြဲလိုက်ပါတယ်။ဒါမဲ့အထဲကိုဆက်သွယ်ပြီးမေးကြည့်လိုက်တော့ဟယ်လိုရန်ကအချိန်မဟုတ်ဘူးဆိုတာကိုသိလိုက်ရပြီး အဆောင်လဲဖျဲတဲ့တတ္တိတွေမရှိတော့ပဲရပါပြီဆရာခယူဆိုင်ဝင်ပါနော်လို့ပဲပြောရပါတော့တယ်အဲ့တော့မှအတူပါလာနှစ်ကောင်အမဲဘဲဆိုးလို့လေစူပါအတူလို့ဝဲစစ်စင်ရဲဟေးဟေးလို့ပြောကပခုံးတိုင်းနဲ့ဝင်သွားခဲ့ကြပါတော့တယ်နောက်နေ့မနက်မှာတော့ဒယ်ရီမျိုးရဲ့ဒေါ်တို့ခုမှတဲထားတဲ့စစ်စကန်တစ်ခုကိုတွေ့ရမှာဖြစ်ပြီးစစ်သားတွေအားလုံးတစ်ခုခုကိုတူးဖို့ရှာဖွေနေကြပုံပေါ်ပါတယ်ဒီမြင်ကွင်းတွေတော့ Red Indian မျိုးနွယ်တယောက်ဖြစ်တဲ့ Daniel Yesre စမ်းရှိကောင်လေးတယောက်ကမန်ဘလူးနဲ့ချောင်းကြည့်နေခဲ့ပါတယ် ဘိုးကြီးရှော့ကစခန်းထဲမှာအမူးပြေဟင်းကိုဇိမ်နဲ့တောက်နေတဲ့ဟယ်လိုရန်စီရောက်လာပြီးတတော်စိန်ကြနေဟလာလို့လာပြီးတော့ဖျဲင်းနဲ့မေးလိုက်ပါလေဟယ်လိုရန်လည်းပြူးပြဲနဲ့ဂုံးထားလိုက်ပြီးတော့ရှော့ကငါတို့တူးနေတာလေးလားတောင်ရှိပြီခုဒီဘာမှမတွေ့ရသေးဘူးအစိုးရမင်းကိုတောင်းပေးထားတာတောင်းဝန်တော့မကြည့်ပဲနဲ့အခွင့်အူးကန်လို့ပြီးတော့ဇိမ်နဲ့နှက်နေဟလာတတော်သုံးကြတဲ့ကောင်းပဲလို့ငေါက်လိုက်ပါလေဟယ်လိုရန်လည်းဆရာအစိမ့်ပြက်ဆရာပါဦးဆရာကျွန်တော်တို့အဲ့ရာကိုမြန်ရှာတွေးကြတော့မှာပါလို့ပြောလိုက်ပြီးတော့ညကတောက်ထားတာတွေကိုပြန်အန်ထုံနေခဲ့ပါလေ လီလီတောင်နေ့လေသမင်းစားချိန်မှာကန်တရနဲ့ဟင်းတွေယူလာပြီးတော့ match ကဒရုန်းနဲ့သမင်းစားဖို့ခေါ်ပေမဲ့တယောက်တည်းပဲတတ်တတ်သွားထိုင်နေလိုက်ပါတယ်။အဲချိန်သမင်းစားကန်ကိုဘရွန်ဒီကတယောက်ဦးချောင်းချောင်းနဲ့ရောက်လာပြီးတော့လီ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 အဲ့ယာကြီးပြန်လာနေပြီလို့ပြောလိုက်ပါတယ်။လီလီကနေ့ကိုဘာလို့သွားသေးလဲလို့မေးတဲ့အခါဘာလို့လုံမသွားဘူး၆ယောက်ပဲ။ဒါမဲ့စကားတွေအများကြီးပြောသွားတယ်ဟာ။ငါဖေကိုဒီမျိုးကလူတွေတတ်ပြေးကြလိမ့်မယ်လို့ပြောတယ်ဆိုပြီးတော့ပြောပြလိုက်ပါတယ်။အဲကလီလီကဟဲအဲ့ဒါဖြစ်မှမဖြစ်နိုင်တာ။ငါလိုက်တော့နေဖေမရှိခဲ့ဘူးလို့တတ်တည်ထွက်ဆိုထားရပဲလို့ပြောပြလိုက်ပါတယ်။ အဲတော့မှဘရိုနီကလည်းစိတ်ဆာဆေးုံပြန်ဖို့ခံရမှာဆိုတာကြောင့်အကြောင်းဆုံးကိုအမှန်တိုင်းပြောမပြခဲ့ဘူးဆိုတာသိလိုက်ရပြီလီလီကငါငါဘာအောင်မြင်ခဲ့ရမှမသိလိုက်ဘူးလို့ပဲပြောလိုက်တာပါလို့ပြောနေခဲ့ပါတယ်ဘရိုနီကနေသာအမှန်တိုင်းမပြောပြရင်ငါဖေကိုလူတက်တရခံလို့ဆွဆွဲပြီးတော့တတ်ကြတော့မှလို့ပြောနေပြီလီလီကလည်းငါအမှန်တိုင်းပြောရင်စိတ်ဆာဆေးုံပြန်ဖို့ခံရမှာပေါ့ဟဲ့အဲ့ဒီမှာနေရတဲ့ဘွားကဘလောက်တောင်ဆိုးလဲနေနားလေလားလို့ပြန်ပြီးတော့ပြောလိုက်ပါတယ်အဲ့ကဘရိုနီကနေငါဖေကိုမတန်နာဘူးလားငါဖေအသက်ကနေပေါ်မှာမူတီနေရတော့လို့ပြောပေမဲ့လီလီကတော့ နေပေတတ်တာမဟုတ်လို့ငါပြောပြီးပြီးသားပဲငါလဲတော့ပဲတတ်နိုင်တယ်လေလို့ပြောလိုက်တဲ့အခါဘရိုနီကာတယောက်နေကောင်းစောက်ပူရီလာပြောမနေနဲ့လို့ထားအော်မိလိုက်ပါတော့တယ်အိုက်ကဆရာမကြားသွားပြီးတော့ဟဲမင်းကလေးတမ်းမဲ့ပါဇက်ကအဲ့လိုထွက်ရတယ်ဟလားလာစန်းနေငါနဲ့လိုက်ခဲလို့ပြောကခေါ်သွားခဲ့လိုက်ပါတော့တယ်ចောင်းဆောင်လဲမှာဝီတယောက်လော်ကာရီဦးမင်းနဲ့တယောက်တည်းစာအုပ်ထိုင်ဖတ်နေခဲ့ပါလေခဲတန်ကြာသွားတော့ကူကောက်ပေးခဲ့တဲ့ရစ်ဆိုတဲ့ကောင်လေးကဂျမ်မီရောချမ်းသာပြီပါကွာတခြားမှာထိုင်ဖတ်လဲရတာပဲလို့ပြောနေပြီ ။ဘာဆောင်မလို့အလောက်ထီတော်မှအသေးအံဖတ်နေရတာတုံးလို့မေးလိုက်ပါတယ်။ဝီကလည်းသူတနီးပညာအချက်တရားပါကွာလို့ပြန်ပြောပြီးတော့စကားကောင်းပြောနေကြတဲ့အချိန်မှာပတ်တီကိတ်တို့တသက်ရှောင်းလန်းကနေလမ်းလျှောက်သွားတာကိုမြင်လိုက်တဲ့အခါရစ်ကျောင်းမျက်မှန်လေးနဲ့မတ်ကိုဆွဲလန်းလို့သွားခဲ့ပါတော့တယ်။ဝီကဟောင်းဘာငေးနေရလဲမေးလိုက်တော့မှသတိပြန်ဝင်လာပြီးဘာမငေးပါဘူးကွာ။စာအုပ်ဖတ်တဲ့ကောင်ဆိုမေးအောင်မယ်။ကောင်းငင်ရဘာလို့ပြရနေရလဲ။ငါဘီရတော့ပြောတယ်ဖျားသခင်ယောက်ျားလေးဆိုတော့ပန်းအောင်မကြိုက်လို့တယ်ဆိုပြီးတော့ပေါက်လို့ပေးသားလေးရှောက်ပြီးတော့ပြောနေခဲ့ပါလေအဲ့ဒီမှာရှောက်လန်းတဲ့ကောင်လေးတယောက်က ်ခြေပုံနဲ့ပြစ်လိုက်တာကြောင့်ဝီတယောက်လည်းထွက်ပြေးနေဘရိုနီကာကိုပြစ်ပေးကန်းနဲ့ပို့ပြီးပြန်လာတဲ့ဆ ्याम ဒေါဂလတ်စ်နဲ့ဝင်တိုက်မိပါတော့တယ်။ဒါမှမဟုတ်ရှာလော့တယောက်အိမ်သစ်အတွက်လိုအပ်တဲ့ပစ္စည်းပရိဘောဂါတွေဝယ်ဖို့အတွက်ဆိုင်ထဲကိုဝင်လာခဲ့ပါတယ်။ဆိုင်ထဲကိုရောက်တာနဲ့ဆိုင်ရှင်တော်ကြီးကထွက်လာပြီးတော့ဘာလို့ကျင်လဲညီမလေးလို့မေးလိုက်ပါတယ်။ရှာလော့ကလည်းကျမတို့အိမ်အတွက်သုံးလို့ရမယ့်ကွီးစီကွာဆာဘာနာစမာကလာလေးတွေပေါ့ရှင်လို့ပြောလိုက်ပြီးအော်မင်းကိုမှတ်မိပြီမင်းယောက်ျားကလေထက်ကစစ်သားမလားလို့မေးလိုက်ပါတယ်။ ရှာလောက်ကလည်းဟုတ်တာပေါ့ရှင်သူပြီးခဲ့တဲ့ဘက်ကပဲဒီမှာ telescope လာပြီးတော့ဝယ်သွားသေးတယ်လေလို့ပြောပြလိုက်ပြီးဆိုင်ထဲကိုရှောက်ပြီးတော့ရှိုးကြည့်လိုက်တဲ့ခါမှတော့ဆိုင်ရှင်တော်ကြီးရဲ့မျက်နှာအမူအရာတထုထုတော့တထုထုပါပဲဝီဒီယိုချီးပုံကျဲတယ်လို့ဆွဆွဲခံပြီးတော့ Bronica နဲ့အပြစ်ပေးကန်းထဲမှာနှစ်ယောက်သားထိုင်နေကြပါတယ်နေမို့လို့ပထမဆုံးကြောင်းပြန်တက်တဲ့နေမှာချီးပုံကျဲရတယ်လို့လို့ Bronica ကပြောလိုက်ပြီးမိုးရပါဘူးဟာမတရားခံရတာပါလို့ဝီကပြန်ပြီးတော့ပြောပါတယ်နေရောမတရားခံရတာပဲလားလို့ Bronica ကိုမေးလိုက်တော့ ဘယ်ရလားငါတကယ်ဆဲလိုက်တာဟာလို့ပြန်ဖြေပြီးဆရာမတွေလည်းမရှိပါဘူးကဲစာအလုံးမနေပါနဲ့လို့ပြောလိုက်ပါတယ်စာအုပ်ကိုကြည့်လိုက်တော့တင်ဦးထဲမှာမပါတဲ့စာအုပ်ဖြစ်နေအောင်ទីသွားပြီးတော့ဩနေရသိပံစာအုပ်ကိုအပျော်ဖတ်နေရပဲလို့ပြောလိုက်ပါတယ်အဲ့ချိန်ပြပတ်ကလူတွေဝိုင်းနေကြတဲ့အတန်းကိုကြားလိုက်ပြီးတော့ဘရိုနီကာတယောက်ပရင်းမောက်ကနေကြည့်လိုက်တဲ့အခါလီလီကရဲကားတစ်စီးပေါ်တက်သွားတာကိုတွေ့လိုက်ရပါတယ်နောက်ဆက်ဝင်ငန်းမှာတော့ရဲစခန်းမှာကတ်ထားတဲ့ကလေးပြောက်ကြောင်ညာတွေတပုံကြီးတွေ့ရမှာဖြစ်ပြီးတော့ဘာမှတွေ့ခဲ့တဲ့ရဲမှုချုပ်ကလီလီနဲ့ဇကားပြောနေခဲ့ပါတယ် ရိုင်းမကျော်ရဲ့ရုံးခန်းမှာ Clean Power ဆိုတဲ့နာမည်ကိုကတ်ထားပြီးတော့ဒီနာမည်ကတော့ Legendary နာမည်ဖြစ်တာမလို့မှတ်မိကြတယ်သူတွေလည်းမှတ်မိကြမှာပါတခြားတော့မဟုတ်ပါဘူးအရှေ့ကနှစ်ကားလုံးမှာပါခဲ့ဘူးတဲ့ဆယ်ကျော်သက်ຫນွယ်ဆိုးလေး Henry Power ကိုတိုင်တပ်ပစ်ခဲ့တဲ့သူ့ရဲ့အဖေ Howard Batch Power ရဲ့အဖေ Clean Power ဆွဲဖြစ်ပါလေ Henry Power ရဲ့ဖိုးပေါ့ဗျာအမျိုးလေးဆက်ပြတာပါအဲ့တော့ Lilia Bronica စကားကြောင့် Yes Game မှာနောက်တစ်ခေါက်ထွက်ဆိုဖို့အတွက်ရောက်လာခဲ့တာဖြစ်ပါတယ် Hangrogion အញ្ញာလုံးဝမတွေးခဲ့ရပါဘူးလို့ထပ်ပြီးတော့ပြောခဲ့မိတယ် မျိုးရိုးစင်စက်စောက်ကြည့်မကောင်းတဲ့ရဲမှုဘောင်ဝါစ်ကဖင်နိုင်ကိုမပြောင်းရဖို့ရေးဒိုရေးလုပ်ပြီးတော့အသေးအံအကြက်ကင်ပါတော့တယ်ဒီမဲ့လီလီတမီးတို့တမျိုးလုံးကအဖေဆုံးသွားလို့ဘူပင်တော့ကအဆိုင်ထိပြီးတော့စိတ်မနှံ့တော့လို့ထင်နေကြတာလီစိစားစေးဝါနေဒီနေ့မှဆင်းလာတာမဟုတ်လားအဲ့တော့ကွာအညာရုပ်ရှင်မှာဟန်ဂရိုဂီမရှိခဲ့ဘူးဆိုရင်ဒီအမှုကိုအကြောင်းကြားခဲ့တာတမီးပဲဆိုရင်တက်သေးတာလုံးဝမရှိခဲ့ဘူးဆိုရင်တမီးတက်လိုက်တာမဖြစ်နိုင်ဘူးလားလို့ချင်းချောက်ပြောလိုက်ပါတော့တယ်ဦးကတမီးကိုခြောက်တာမဟုတ်ပါဘူးစိတ်ကပုံမှန်မဟုတ်နေဖြစ်တတ်တာပဲလို့ပြောလိုက်ပြီးတော့လီလီက ဦးကသမီးတက်လိုက်တယ်လို့ထင်နေရလားလို့ပြန်မေးလိုက်ပါတယ်။ဘောင်ဝါစလည်းမဟုတ်ပါဘူးသမီးရဲ့။ဒါပေမဲ့သေချောင်သမီးကိုဂျူပီတာဟေးဆေးရုံကိုရပ်ပိုင်းလောက်ပြန်ပို့လိုက်မယ်နော်လို့ခြောက်ပြောလိုက်ပြီးဒါဆိုတတ်မေးဖို့မသေးချာဖြစ်နော်။အဲ့ဒီညဟန်ဂရိုကင်းကိုမမြင်ခဲ့အောင်ဆိုတာသေချာလားလို့မေးချလိုက်ပါတော့တယ်။အဲ့ညမှာပဲဟန်တယောက်ဒယ်ရီရဲတွေဖမ်းသွားတာကိုခံလိုက်ရပါတော့တယ်။ဒါတော့ဆိုရင်လီလီရဲ့ဖေကဘာဖြစ်ခဲ့လဲဆိုတာအလုံးလေးသိလောက်မှာပါ။ရဲကားထွက်သွားတဲ့ကြိုင်နဲ့ဘရိုနီကာကလီလီရဲ့အိမ်ကိုအပြေးထွက်သွားခဲ့ပါတယ်။ တကောင်ညာကြီးချိန်ပြီးတော့တဘုံဘုံခေါက်နေတော့လီလီမေယာတင်းသွားပြီးတော့နေဒီမှာပါလာလုံးညာလေးလို့မေးလိုက်ပါတယ်လီလီကလည်းအောက်ထပ်ဆင်းလာပြီးတော့ဘရွန်နီကနေပါသွားပြောခဲ့တာလေနေကြောင့်ငါအဖေအခုဒုက္ခရောက်နေရပြီသိရဲ့လားလို့ပြောလိုက်တော့လီလီလည်းငါတောင်းပန်ပါတယ်လို့ပဲပြောပြီးတော့ပြေးတက်သွားခဲ့ပါတော့တယ်နောက်တနေ့မနက်တဖန်ပြန်ရောက်ရှိလာတဲ့ခါမှာတော့ဟန်လုံတယောက်စကန်းကိုထွက်လာနေတဲ့ထိတ်တန်းလူဝတ်ချက်ကိုတောင်ကြီးတဲကနေဘိုးကြီးရှော့တယောက်ကားနဲ့ထွက်လာတာကိုတွေ့လိုက်ရပါတယ်ဟန်လုံကမာစတာဆွဲတယောက်နဲ့သွားတွေ့ပြီးတော့မာစတာတော့တန်တိုင်းဒီနောက်မှာဈေးလေးလေးဖွာကစိန်ကြလို့နေခဲ့ပါတယ် ဘာလဲမင်းကငါမကျင်လဲလို့ထောင်ထဲထိလာပြီးတော့ဖျဲကျင်နေသေးလားလားလို့မေးလိုက်တော့ဟန်လုံကအိတ်ထဲကနေတနတ်တလက်ဆွဲထုတ်လိုက်တာကြောင့်လန့်သွားခဲ့ပါလေဘာမလန့်နဲ့ကိုလူလို့ဟန်လုံကပြောလိုက်ပြီးတော့ဂျီဇန်နဲ့တနတ်ကိုမာစတာရှေ့မှာခြားထားလိုက်ပါလေဒီတနတ်ကမက်ခရိုတနတ်ဆိုတာမင်းရောငါတို့သိပါလေမင်းသုံးခဲ့တဲ့တနတ်ပေါ့ကွာဒီတနတ်ထူးခြားချက်ကကြည်ထဲရတာရန်ကိုခက်ခဲလွန်းတာပဲဒေတာအချိန်ယူအောင်နှစ်နာရီလောက်လုပ်ရတာတောင်မင်းကစက္ကန့်ပိုင်းလေးထဲမှာကြည်ဖြည့်လိုက်တယ်နော်လို့ပြောလိုက်ပါလေဒေတာလေးကျင်လာတဲ့စစ်သားကြီးတော့အိုက်ထပ်ပို့ပြီးတော့ကြာတယ်လို့ဟန်လုံကပြောလိုက်ပြီး မဆာမင်းငေါမလိန်နဲ့အဲ့ဒီကငေါရိုက်သွားမင်းမုံမလားလို့မေးချလိုက်ပါလေငါမင်းဖန်ကိုကြည့်ရတော့မင်းကမဆတ်ချောက်တနတ်ကိုတော့ကြည်မဖြည့်နိုင်ဘူးမက်ခရိုကြည်ဖြည့်ဖို့ဆိုတာဘလို့မှမဖြည့်နိုင်ဘူးလို့ပြောလိုက်ပါလေမင်းလိုစစ်သားလို့ပြီးတော့အသုံးမကျတဲ့ကောင်မင်းမေကတော့ဂုံယူနေတော့မှာပဲလို့ဟန်လုံကပြောတဲ့အခါမာစတာတင်းသွားပြီးတော့ငါမေကြောင့်မင်းမဆတ်မဟာနေလို့ပြောလိုက်ပါလေဟန်လုံကလည်းမင်းမေကြောင့်တော့မဟာပါဘူးကွာမင်းကြောင့်တော့သူ့ကိုပြောပြလိုက်မယ်လို့ပြောလိုက်ပြီးအဲ့မှာမာစတာလည်းတင်းသွားကြောင်တနတ်ကိုကြည်ကောက်ဖြည့်တဲ့အခါမှာ ကြီးမဖြည့်တတ်ဘူးဆိုတာကိုသက်သေပြလိုက်သူဖြစ်သွားခဲ့ရပါတော့တယ်။ဒေချာသီးလိုက်တဲ့ဟန်လုံနဲ့ဘိုးကြီးဖူလာစီကိုထွက်လာပြီးတော့ဆရာထောင်ထဲထည့်တာလူမားနဲ့ဆရာကြီးလို့ပြောလိုက်ပါတယ်။ဖူလာနဲ့ကြောင်သွားပြီးတော့ဟမ်မင်းကောသူ့ဘာသာထွက်ဆိုတာရောင်းရင်းလို့ပြန်ပြောလိုက်ပြီးဟန်လုံကကျွန်တော်ဒီကိစ္စကို OSI ကို report တင်လိုက်တော့မယ်ဆရာလို့ပြောလိုက်ပါတယ်။ဂျိုနဲ့ဟန်လုံလည်းထွက်သွားဖို့လှုပ်လိုက်ပြီးတော့ဘိုးကြီးဖူလာကခဏလောက်တွေးပြီးတဲ့အခါမှာဟန်လုံမိတီမှာခဏလာထိုင်ပါအောင်လို့ပြောလိုက်ပါတယ်။ဒါကြောင့်ဟန်လုံလည်းပြန်အောင်လာပြီးတော့ငါ့တို့စိတ်မပြတ်သွားပါနဲ့ဦးမေးကြ။ မန်ကေတော့ငါမင်းရဲ့ရေချင်းကိုသိချင်လို့စမ်းသပ်မှုတစ်ခုလုပ်ခဲ့တာပါ။တာမင်းအောင်ပါလေလို့ပြောလိုက်ပါတော့လေ။အဲ့ကဟန်လုံးကတင်းသွားပြီးတော့ဘာလဲဗျာစမ်းသပ်မှု။ကျွန်တော်ကောင်းကိုဘယ်ကောင်းဒင်းနဲ့ခောက်သွားလဲကျွန်တော်သိချင်တယ်လို့ပြောလိုက်ပါတယ်။ဒီကိစ္စကိုမင်း OSI ကိုတင်လို့ရတယ်မေးကြ။ဒါမဲ့9မိနစ်လောက်ရင်လိုက်ခဲ့ပြီးပေါင်လို့ပြောလိုက်ပြီးတဖက်မှာတော့လီလီတယောက်ကုံစုံဆိုင်နဲ့ကိုမေးဖြစ်သူစားဈေးဝယ်ဖို့ရောက်လာခဲ့ပါတယ်။ဈေးလဲလေးကိုတွန်းပြီးတော့လိုရာတွေဝယ်နေတဲ့အချိန်မှာထူးဆန်းတယ်လို့လူတယောက်ပြောလိုက်တယ်အတန်ကိုကြားလိုက်ရပါတယ်။ဘေးနာဈေးဝယ်နေအဖွားကြီးရုတ်တရက်ကြီးကောက်ပြုံးလိုက်ပြီးတော့ လီလီရဲ့နောက်ကနေလူတယောက်ကလိုက်လာခဲ့ပါတယ်။ဒူးဆန်းသာတွေတော့စပြီးတော့ဖြစ်လာနေခဲ့ပါပြီ။ဇေဝင်တဲ့အချိန်တော်တွင်လေးထဲမှာနောက်ကနေဒူးဆန်းဆန်းလိုက်လာတဲ့လူတွေနဲ့ခြောက်ချားစရာကောင်းလို့နေပါတော့တယ်။အဲအချိန်ဆိုင်ထဲအတီးပေးဆက်ကနေလီလီဘေးဘရစ်မင်းလိုနေအရာတွေဈေးတန်းနံပါတ်၈မှာရှိနေတယ်သွားကြည့်လိုက်ပါအောင်လို့ပြောလိုက်ပါတယ်။အဲလိုနဲ့လီလီလည်းစီရီယယ်ဘူးတွေအတန်းကိုရောက်လာပြီးတော့ဖြစ်ချင်တော့ဘူးတွေရဲ့ပေါ်မှာမတ်တီစူစီဖီလင်းနဲ့တက်တို့ရဲ့ပုံလေးပါနေတာကိုထွေးလိုက်ရပါတယ်။နောက်တော့မျက်နှာပုံလေးကပုတ်ပဲကုန်ပြီးတော့ ဖီလီယံမျက်နှာတစ်ခုတည်းကပဲမပုံမပွားပဲကြံနေခဲ့တာပါလီလီယံလည်းကြောက်လန့်ပြီးတော့ထွက်ပြေးဖို့လုပ်တဲ့အခါချင်ဘတ်တွေထားတဲ့အတန်းတွေကဘေးပတ်ပတ်လေးမှဝင်းရံသွားတာကိုတွေ့လိုက်ရပါလေဒါကြောင့်လီလီလည်းချင်ဘတ်ဘူးတွေကိုသွားကြည့်လိုက်တော့ဘူးထဲမှာစက်ရုံမတော်ဆမှုကြောင့်ခန္ဓာကိုယ်ပိုင်းပိုင်းပြတ်ပြီးတော့တည်ဆုံးသွားတယ်အဖေဖြစ်သူရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုတွေ့လိုက်ရပါတော့တယ်ပလင်းနေရမျက်နှာကြီးကဖေဖေကိုအာဝါမပေးချင်ဘူးလားလို့ပြောပြီးတော့ရှာကြီးထုတ်ပြတဲ့အခါလီလီယာပလင်းကိုယူပြီးတော့ကြိုက်ခွဲပြလိုက်ပါလေပလင်းကွဲသွားတဲ့တပြိုင်တည်းတခြားပလင်းတွေပါအကုန်လုံးကွဲသွားပြီး ပလီနဲ့ကစိတ်ပိုင်းတွေကနေရေပွဲလိုတရဝိုင်းတကောင်ဖြစ်သွားခဲ့ကလီလီရဲ့ဗဇာထဲကိုဒိုးဝင်မှုစူးစားပါတော့တယ်အမလီလီလည်းကြောက်လန့်ပြီးတော့ငဲတန်းပေါင်းអော်လိုက်တဲ့အခါမှာတော့ဈေးဝင်နေတဲ့သူတွေအားလုံးကသူမဝိုင်းကြည့်နေကြပြီးချင်ပါပလီတခုကကြာကွဲနေခဲ့ကအရာအားလုံးကပုံမှန်တိုင်းပြန်လဲလဲပတ်နေတာကိုတွေ့လိုက်ရပါတယ်တပတ်ကထိတ်တန်းလျှို့ဝှက်ချက်ကိုတော်ကြီးတဲ့ကိုဖူလာဟန်လုံးကိုလိုက်ပြီးတော့ပြခဲ့ပါတယ်ငါပြောတော့တေချာနားတော်မေးကြဒီနေ့စောပိုင်းမှာကျူးပါရီနဲ့ဆိုဗီယက်တွေကောက်ဆိုက်ရိတ်သိမ်းပွဲညီလာခံကျင်းပခဲ့ ်တကယ်တော့ကောက်ဆိုင်ရိတ်သိမ်းပွဲမဟုတ်ဘူးနျူကလ িয়ার အစည်းအဝေးပဲအေးသူတို့သာပူးပေါင်းပြစ်သွားရင်အမေရိကန်မျိုးကြီးတိုင်းကို10မိနစ်တွင်အငွေးဖြစ်သွားအောင်လုပ်နိုင်တယ်နျူကလ িয়ার လက်နက်တွေရသွားကြလိမ့်မယ်အခုမင်းမြင်နေရတာငါတို့နိုင်ငံအကောင်းဆုံးခံစစ်ပဲလို့ပြောပြလိုက်ပါတယ်တကယ်တော့ Benny Wise တယောက်တီရှိနေရယ်ဆိုတော့အမေရိကန်အစိုးရကသိရှိထားပြီးသားပဲဖြစ်ပါတယ်သူတို့ကအဲ့ဒီယာ IT လို့ခေါ်နေကြတဲ့ Benny Wise ကိုလက်နက်အနေနဲ့အသုံးချနိုင်မှုစ조사နေကြတာဖြစ်ပြီးဒီလက်နက်ကအကြောက်တရားတွေဒိုးပွားစေလိမ့်မယ်ဟန်လုံးငါတို့ရှာနေတာအကြောက်တရားမရှိတဲ့မင်းလိုလူပဲ ါကြီးဘယ်ကလာတယ်ဘလို့လှုပ်လှုပ်တယ်ဘယ်လိုဘာညာဘာကြီးမှဘာမှမသိရသေးဘူးအေးဒါပေမဲ့ကြောက်တတ်တဲ့သူဆိုရင်တော့နေရာမှာလဲသိနိုင်အောင်လှုပ်နိုင်စွမ်းရှိဒါကြီးကငါတို့ပန်ဆိုင်ဖို့မေးကူညီမှဖြစ်မယ်လို့ပြောပြလိုက်ပါလေအဲချင်းဒူဘော်ကြီးကနေတခုခုရှာတွေးခဲ့ပြီဆိုရင်သတင်းကရောက်လာပြီတပတ်ကလီလီကတော့ဖန်နီဝိုက်ရဲ့လက်ချက်နဲ့စိတ်ဆာဆေးုံကိုအဖို့ခံလိုက်ရပြန်ပါပြီဒူဘော်အစီကိုဟန်လုံနဲ့ဖူလာတို့ရောက်လာကြတဲ့အခါမြေကြီးတွေကနေဆွဲတင်လိုက်တာကစစ်ကားတစ်စီးဖြစ်နေပြီအထဲမှာတွေးလိုက်ကြတာကတော့အယိုးဆွဲနေပြီဖြစ်တယ် ပုံပွားနေတဲ့စစ်သားအလောင်းတွေပဲဖြစ်နေခဲ့ပါတော့တယ်ဟုတ်ကဲ့ပါဒီနေ့တော့ဒီစမောကတော့လောက်ပဲဒါကတော့ dairy မျိုးမှာကျိုးစောပိုင်းအပိုင်းနှစ်ဖြစ်ပါတယ်။နောက်နေ့မှာအပိုင်းသုံးဆက်လာမယ်ခင်ဗျာ။ဆောက်ဝင်းကြမ်းပြီးတော့ဆောင်းဝမ်းမိုက်တဲ့ series ဖြစ်တဲ့တို့ကအားလုံးလည်းသဘောကျတာမယ်လို့မျှော်လင့်ပါတယ်။ဒါတော့မလို့နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြတယ်ဆိုရင်တော့ channel ကို subscribe လုပ်ဘေးနာအကောင့်လို့နှိပ်ပြီးတော့စောင့်ကြည့်ပေးကြဖို့မေတ္တာရက်ခံရတဲ့ပဲဒီနေ့မှအစားဆုံး live ပါကြည့်စုအားပေးခဲ့ကြတဲ့ဘောရောက်တယောက်ချင်းစီတိုင်း horror ကချစ်သူပေါင်းသူတော်ကောင်းတို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ